မ္မနန္တောဝိရဒနာယိတာတည်တော်မှုရန်အတွက်သဒ္ဓဘိဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးပါဏူလန်းပေးကြတော့အလူရှင်များမှာနှစ်ဖက်သောမိဘများဖြစ်ကြတော့ဥတောင်းတော်တူဥတင်မောင်ဒေါသညွန့်တို့အားအမှုထဥထိတ်မှပန်ဆင်းပြီးမန္တလေးမြို့နေကုဖူတာမတ်ထွေးထွေးပုံမိသားစုတို့မှအတူတော်ငွေ3သိန်းကျပ်နှစ်ဖက်သောမိဘများအားဥထိတ်မှပန်ဆင်းပြီးကုထေးလိုင်းမဆွေဦး ရေဦးမျိုးနဲ့စက်သေးကြေးရွာမှတသိန်းကျပ်၊ကိုရီဝိုင်းမှဟေမာလိုင်းမိသားစုတို့မှ9000ကျပ်၊ဥစိန်ဝင်းဒေါ်အေးဆိုးမိသားစုရန်ကုန်မြို့မှတသိန်းကျပ်။ဤကုသိုလ်ချင်းစေနာရှင်ပေါင်းတို့သည်ကြောက်ဆဲဖြစ်သောကဆူဘေးတို့အန္တရာယ်သောယောဂါတို့မြွမြွကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းတို့ချုပ်ငြိရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။အဲ့တော့ဤဝန္ဒနာတရားအားထုတ်တာဘာကြောင့်ဤဝန္ဒနာတရားအားထုတ်တာလဲလို့မေးရင် ပုရုသင်နယ်ကနေအရိယာနယ်သို့တက်လှမ်းတဲ့အလုပ်ဒီဝိပဿနာအလုပ်အဲ့တော့ဘာဖြစ်လို့ပုရုသင်နယ်ကနေအရိယာနယ်ကိုတက်လှမ်းရတာလဲလို့မေးရင်ပုရုသင်တရားအနေနဲ့ကပုထုကိလေသာဇနီတိတိပုထုဇနောဆိုတဲ့ပါဠိဝိကျူလာတိအတိုင်းပုရုသင်တရားဟာအမြဲတမ်းကိလေသာတွေနဲ့ထွေရောရှက်တင်ကိလေသာရဲ့နှိမ့်ဆက်ချက်ကိုခံရရတဲ့အတွက်ကြောင့်အနေလဲမအေး အသေးလည်းမအေးသူကနှစ်ချက်ပုရုသင်တယောက်မှာအနေရလည်းမအေးဘူးအသေးရလည်းမအေးဘူးအဲ့တော့အနေမအေးတာဘာကြောင့်အနေမအေးတာလဲလို့မေးရင်ကိရိတာတွေရဲ့နှောင်ဖွဲ့မှုလောဘဒေါသမောဟဆိုတဲ့ကိရိတာတွေရဲ့နှောင်ဖွဲ့မှုကြောင့်အနေရလည်းမအေးဘူးအနေမအေးတဲ့အတွက်အသေးလည်းမအေးဘူးနှစ်ချက်အဲ့ဒီအတွက်ကြောင့်ပုရုသင်တွေတည်တဲ့အခါမှာများသောအားဖြင့် တကကေဟတတိတာစတတော်အပါယာတကကေဟတတိတာအပေလေးပါးဟာပုထုဇဉ်တွေရဲ့အမြဲတမ်းသွာလာ နေထိုင်ရတဲ့ဘုံလို့ပါဠိလာရှိသည့်နှင့်အညီဒီကိလေသာတွေနှိမ့်ဆက်ချက်ကြောင့်ဝိနိပါတိကဘေးဆိုတာအပေငရဲကိုနှင်းနှင်းမြန်မြန်နဲ့ကြနိုင်တယ်ပြောရရင်တော့ဂတိမမြဲဘူးလို့ပြောတာဒီဘဝနေတဲ့ဒုတိယဘဝအကျင့်တွေမောက္ခဧကံမောက္ခ သူကတိဘုံဘဝကိုရောက်ရမယ်လို့ပုရုဇဉ်တရားအနေနဲ့ကျင်းသိမုတ်ချမပြောနိုင်ဘူးဒါကတော့တန်ယုတ်ပါဠိတော်မြတ်စွာဘုရားဟောထားတဲ့တန်ယုတ်ပါဠိတော်မှာအများကြီးပါပဲတသိန်းသေးလို့တရားသူကတိမရောက်ဘူးဆိုတဲ့ပါဠိတော်အနေထားကိုထောက်ဆပြီးတော့ပုရုဇဉ်တရားပုရုဇဉ်တသိန်းသေးလို့တရားနောက်ကသူကတိဘုံဘဝကိုရောက်ဖို့အလွန်မတန်မှခက်တယ်ဘာလို့ခက်တာလဲလို့မေးရင်ပုရုဇဉ်နေမှာအမြဲတမ်းကိရိတာတွေနှောင်ဖွဲ့နေတဲ့အတွက်ကြောင့်အမြဲတမ်းကိရိတာရဲ့နှိမ့်ဆက်ချက်ကိုခံရတဲ့အတွက် မသိခင်မှာလဲကိရိတာမီဒုက္ခမီတို့ဤညီကြီးတောက်ပြောင်တောက်လောင်ခြင်းကိုခံရတယ်။ဒီကနေ့မှာလဲအဲ့ဒီကိရိတာတွေရဲ့နှိမ့်ဆက်ချက်ကိုခံပြီးတော့သိရတာဖြစ်တဲ့အတွက်ကြောင့်အနေမှာလဲပူတယ်လို့အသေးမှာလဲပူတယ်။ဘသူကြောင့်မအေးတာလဲဘသူကြောင့်ပူရတာလဲလို့မေးရင်ကိရိတာကြောင့်အဲ့တော့ကိရိတာကလည်း၃မျိုးရှိတယ်။အနုတ္တယကိရိတာရယ်ပရိယုဌာဏကိရိတာရယ်ဝိတေကမကိရိတာရယ် အဲ့ဒီကိရိတာ၃ပါးကအနုတ္တယကိရိတာကမိနဲ့ပြောရင်တော့ तू ကမြုံမိပဲမြုံနေတဲ့မိပဲအကြောင်းတိုက်ဆိုင်ရင် तू ကတောက်မယ်ရှိနေတယ်ဒါပေမဲ့မြုံနေတယ်အကြောင်းတိုက်ဆိုင်မှုရှိတာနဲ့တပြိုင်တည်းပေါ်လာအဲ့ဒါအနုတ္တယပေါ်လာလို့ထားကြွလာလို့ရှိရင်ပရိယုထာလာအဲ့ဒါကြောင့်အနုတ္တယကိရိတာရဲ့ပရိယုထာနာကိရိတာပြီးတော့မှဝိတိကမကိရိတာကြတော့ကူးဆက်တဲ့မိပေါ့အဲ့တော့မိနဲ့ပြောရရင်မြုံမိရဲ့တောက်မိရဲ့ကူးဆက်မိရဲ့ မိသုံးမိဟာပုရုဇဉ်တယောက်မှာအဲ့ဒီမိသုံးမိဟာအမြဲတမ်းလောင်းနေရတယ်ပုရုဇဉ်တိုင်းမှာဘယ်ပုဂ္ဂိုလ်မှမခွဲခြားနဲ့ဘုန်းကြီးယဟန်စသည်တရားပြန်မှာဘယ်လိုပုဂ္ဂိုလ်မျိုးပဲနေတယ်ဒါပေမဲ့လို့တရားယမားဆိုတော့ဒီနေ့တရားကတော့တောရဗန်တီးထားတဲ့အတွက်ကြောင့်ဒါပုရုဇဉ်မဟုတ်တော့အရိယာဖြစ်သွားတယ် အဲ့တော့ပုရုသင်ဘုံပုရုသင်ဘဝနဲ့ဘယ်ဘုံဘယ်ဘဝပဲရောက်နေတယ်အဲ့ဒီကိရိတာမီးရဲ့နှိမ့်ဆက်ချက်မီးကိုအမြဲတမ်းလောင်ခံရတယ်မြုံမီတောင်မီကုဆက်မီမြုံမီကအနုတ္တယမီတောင်မီကပရိယုဌာနာမီကုဆက်မီကဝိတိတ်ကမမီအဲ့တော့မြင်ကြားနံစားထိတွေ့ခံစားမှုတွေးကြံမှုကနေပြီးတော့ကုဆက်လောင်တတ်တဲ့အတွက်ကြောင့်ဒီမီသုံးပါးရဲ့လောင်ခြင်းကြောင့်အမြဲတမ်းပုရုသင်မှာပူလောင်နေရတယ် အဲ့ဒါကိုမသေးခင်မှာလဲပူရတယ်သေတော့လဲပူပါတယ်အဲ့တော့အနေလဲမအေးသလိုအသေးလဲမအေးစိတ်မဖြောင်းရတာကပုထုဇဉ်ပဲဒါကြောင့်ဒီနေ့ခေတ်သာသနာရှိနေတဲ့အချိန်လေးမှာပုထုဇဉ်ဘဝကနေအရိယာနေအရိယာအနွယ်ကိုကူးဆက်အောင် ရောက်အောင်ကြိုးစားအားထုတ်တာတည်ဝိပဿနာလုပ်ဒါဆိုဟုတ်ပြီရှင်ပြတို့ပြောပြောနေတဲ့ဝိပဿနာလုပ်ရင်ပုထုဇဉ်အနွယ်ကနေပြတ်ပြီးတော့ အရိယာအနွယ်ကိုတကယ်ရောက်မှာလားလို့မေးတရားရှိတယ်။မှန်ကန်တဲ့ဤစနစ်နဲ့ကြည့်ရင်တော့ရောက်နိုင်တယ်။အ ਨੇ ဆုံးတော့အပေလေးပါတော့လောက်ရမယ်။ဒီဘဝဒီဘဝနေတင်တို့တရားဘဝအပေလေးပါတော့မကြနိုင်ဘူး။ဒါဝိပဿနာရဲ့အကျိုးပေါ့။အဲ့တော့သုံးမှာကပါဠိတော်ရဲ့မြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့စကားလုံးတွေထဲမှာအိမေခောပနာတုပ္ပအိမသမိန်ခောပနာတုပ္ပဒဓမ္မဝိနည်းအရိယောအထင်ကျော်မက်ခောနဥပ္ပလပတိတမနောပိတ္ထနဥပ္ပလပတိပါဠိရှိတဲ့အတွက်ကြောင့် အားထုတ်ရင်ရဲရဲရတယ်ရဲရဲနဲ့ခိုင်ခိုင်မာမာနဲ့မှန်မှန်ကန်ကန်သာအားထုတ်ရင်ရတယ်ဘာလို့ရတာလဲလို့မေးရင်မကင်၈ပါးရှိနေတယ်ခုနကပါဠိရဲ့မကင်၈ပါးရှိရင်သောတာပန်တဂရကံအနာကံယဟန္တာမစိတ်သုံးဘူးလို့ပြောတယ်ဘာကြောင့်အဲ့လိုပြောတာလဲလို့မေးရင်မကင်၈ပါးရှိလို့အဲ့တော့မကင်၈ပါးရှိနေသေးတဲ့အတွက်တရားအားထုတ်လို့ရတယ်သောတာပန်ဖြစ်နိုင်တယ်တဂရကံအနာကံယဟန္တာအဲ့လိုဆိုရင် ခုနကပြောခဲ့တယ်ပုရုသင်အຫນွဲပြတ်ပြီးတော့အရိယာအຫນွဲကူးနိုင်တယ်အဲ့တော့အရိယာဖြစ်သွားရင်ခုနကပူလောင်တယ်အနေလဲအေးတယ်အသေးလဲအေးတယ်အဲ့ဒီကကြတော့ခုနကလို့ဝိနိပါတိကဘေးဆိုတဲ့အပေလေးပါးကိုယုံယုံတိုင်းတိုင်းနဲ့ကြာရောက်ရမယ်ကြာရမယ်ဘေးတွေပြတ်သွားတယ်အနည်းဆုံးသောတာမန်တီးသွားရင်တော့မှစတုဝါပါရိစာဝိပ္ပါမုတ်တော့စစ္စာပိဌာနာနေဆိုတာအပေလေးပါးကြာစရာအကြောင်းတရားတွေမရှိတော့လဲဒိဋ္ဌိနဲ့ဝိသေကိစ္စကိုဖြုတ်လိုက် အဲ့တော့ဘယ်သူနဲ့ဖြုတ်တာလဲလို့မေးတော့ဝိပဿနာကျင့်ပြီးတော့ဖြုတ်တယ်။အဲ့တော့ဝိပဿနာကအခြေခံမက်ကကြတော့ဖြတ်လိုက်တယ်။အဲ့တော့ခေါင်းကကိလေသာကိုသွားလိုက်တော့အနုဒိယကိလေသာကြတော့မဉ္ဉဏ်နဲ့ဖြတ်။မဉ္ဉဏ်နဲ့တတ်တယ်။အဲ့ဒါပြီးတော့မှပရိယုဌာဏကိလေသာကြတော့တမထနဲ့သွားတယ်။ဝိတေကမကိလေသာကြတော့သီလနဲ့သွား။ဒါကြောင့်သီလတမာတိပညာ။အဲ့တော့ခေါင်းကပြောတယ်အနုဒိယကိလေသာသည်မက်ပညာ။ ပရိယုဌာဏဆိုတဲ့တောက်ဆက်မီတောက်တဲ့မီထကြွတဲ့မီပူလောင်းလာတဲ့မီကိုမီနဲ့တူသောကိလေသာကိုကြတော့သူကတမာတိနဲ့တားထားတယ်တားထားတော့မဟုတ်ဘူးတားထားတာအေးတယောက်နဲ့တယောက်ကာယကံမြောက်တွေဝစီကံမြောက်တွေကျူးလွန်မဲ့ကံတရားတွေကိုကြတော့သီလနဲ့ထိန်တယ်အဲ့ဒါကိုသီလတမာတိပညာအပေါ်ရန်သွားတာအတွင်းထဲကိုနှိုက်သွားလို့ရှိရင် တိလသမာဓိပညာတိလမဲ့ခင်၃ပါးသမာဓိမဲ့ခင်၃ပါးပညာမဲ့ခင်၂ပါးပေါင်းလိုက်တော့မဲ့ခင်၈ပါးပြည့်သွားတဲ့အချိန်ဟာဝိပဿနာအနယ်ထွက်ဝိပဿနာကနေမဉ္ဉံဘက်ကိုကူးသွားတော့ဂုတ္တရဘုံဆိုညံနဲ့တွဲရင်ဂုတ္တရဘုံဘက်ကိုရောက်သွားဂုတ္တရဘုံညံရောက်သွားတဲ့အခါကျတော့ပုရိသေအနယ်ကိုဖြတ်တယ်အရိယာအနယ်ကိုကူးသွားတယ်အဲ့ဒီခါကျတော့အနည်းလဲအေးတယ် အတေလဲအေးတယ်မပူလောင်ရတော့ဟုတ်လောင်ပူလောင်ရတာလဲလို့မင်းဒီဘဝကနေသေးဒုတိယဘဝအပယ်မကြရဘူးဆိုတဲ့ခိုင်မာတဲ့ဂတိတစ်ခုကိုမြဲသွားတယ်အဲ့ဒါဘာကြောင့်လဲလို့မေးရင်အခြေခံကဝိပဿနာကြောင့်ပဲအခြေခံလောက်ကဝိပဿနာကြောင့်ဒါဆိုရင်မဂ်ဂင်၈ပါးဟုတ်ပြီမဂ်ဂင်၈ပါးဒီမဂ္ဂံသစ္စာဒါပေမဲ့အလုံးလုံးတဲ့အခါမှာ၅ပါးဖြစ်မယ်၆ပါးဖြစ်မယ်၇ပါးဖြစ်မယ်မဂ္ဂံသစ္စာ ဲ့တော့မဂ္ဂသစ္စာဘာကိုဆုံးဖြတ်ရမှာလဲဘာကိုသိရမှာလဲဆိုတော့ဒုက္ခသစ္စာကိုဆုံးဖြတ်တယ်ဒုက္ခကိုသိဒါဆိုဒုက္ခကဘာလို့လဲလို့မေးတော့ခန္ဓာကိုပဲပြန်တဲ့ဒီခန္ဓာကလည်းအထဲခန္ဓာသဘောခန္ဓာသဘောခန္ဓာအဲ့ဒီသဘောခန္ဓာရဲ့ဖြစ်စေပစ္စုပန်နေနာယောဓမ္မတတ္ထတတ္ထဝိပတ္တိဆိုတော့အခုကြားစဲအထဲမရှိသဘောမြတ်တက်တက်ဖြစ်သောသဘောခန္ဓာဒီဒုက္ခသစ္စာသဘောခန္ဓာဒုက္ခသစ္စာလို့ဆုံးဖြတ်ချက်ချတာကမဂ္ဂသစ္စာဖြစ်တဲ့အတွက်ကြောင့်သိသွားတာက သမုဒိယသစ္စာအဲ့ဒီသမုဒိယသစ္စာဇာတိသရံပရဏကိလေသာတွေသေတဲ့နေရာမှာအစားထိုးတာကနိရောဓသစ္စာဆိုတော့ပရမမတ်ဖြစ်လို့ရှိရင်သောတာပန်ဖြစ်တာအဲ့ဒီနေရာမှာနိရောဓသစ္စာ ဖြစ်တဲ့အတွက်ကြောင့်မေဃသစ္စာတစ်ချက်ဆုံးဖြတ်တာနဲ့သမုဒိယသေးနိရောဓစိုက်တယ်ဒုက္ခကိုဆုံးဖြတ်တယ်ဆုံးဖြတ်တာမေဃသေတာကသမုဒိယစိုက်သွားတာကနိရောဓဆိုတော့သစ္စာ၄ချက်တပြိုင်တည်းစိုက်တယ် ဘသူ့ကိုကြည့်ပြီးတော့ဆုံးဖြတ်တာလဲလို့မေးတော့ပြစ္ဆုတ်ပံပေါ်စေခန္ဓာအထေမပါသဘောခန္ဓာပရမတ္တခန္ဓာစစ်စစ်ကိုဆုံးဖြတ်တာဆုံးဖြတ်နေတဲ့အချိန်မှာမက်လောကီမက်ပဲဖြစ်နေတယ်မြင်သို့တော့ဒုက္ခခန္ဓာနာကရိတ္တိဒုက္ခရဲ့အဆုံးကိုဆုံးဖြတ်နိုင်ရင်တော့မက်ခင်ရှိပါမက်ကသစ္စာအပြေဝါထပ်ပြီးတော့ပုရုသင်အနွယ်ကိုဖြန့်